ကျွန်တော်စဉ်းစားမရဆုံးကအဲ့ဒါပဲတိုင်းစင်နာကြီးကြီးလည်းရှိတယ်ဗျာပြည်နယ်စုရပေါ်လည်းရှိတယ်ဗျာတိုင်းရင်းသီးကြီးတွေလည်းအဲ့မှာပဲထိုင်တယ်ဗျာကဲအဲ့မုံရွာဘူးမြို့ပေါ်မှာဒီလိုမျိုးပြန်ပေးဆွဲတဲ့မှုတွေခဏခဏဖြစ်နေတယ်ဆိုတော့ဘာကြောင့်လဲအဲ့တော့ဟောရဟုတ်သေးရလားလို့စဉ်းစားကြည့်သိပြီတနာပဲဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမမြားအားလုံးပဲတော်လန်မနက်ခင်းသေးပါဒါကျွန်တော်ရဲ့မနက်ပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ ဒါကျွန်တော်ဒီကနေ့ဒီဇင်ဘာလ3ရက်နေ့အတွက်မနက်ပိုင်းသိရတဲ့မြေပြင်စစ်ရေးသတင်းလေးတွေကိုဒါကြောင့်ဖတ်ပြတော့ပြီးပြီးတော့ဒီနောက်မှာဒါကြောင့်ဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည်လိုက်အောင်ညာဒါကျွန်တော်ဗီဒီယိုလေးလုံနေရင်းနဲ့ error တွေဖြစ်သွားတဲ့အတွက်ဒါလုတ်ထားပြီးသားသတင်းတွေကိုပဲဒါကြောင့်ပြန်ပြီးတော့ကြည်သွားပြီးပါမယ်ကဲတော့ပထမဆုံးဒါကြောင့်အာရခတ်တတော် A ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာအကြံပတ်စစ်တပ်ရဲ့တပ်ရင်းတွေအတွင်းကိုကြာရောက်ပတ်ကွယ်ခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒီအကြံပတ်စစ်တပ်ထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေဘက်ကို အာရခတ်တတို A ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေကအဲ့ဒီတပ်ရင်တွေအတွင်းကိုကြားရောက်ပောက်ကွဲမှုတွေစီနေကြောင်းသိရပါဗျ။ဒါတပ်ဝင်နဲ့မသက်ဆိုင်ပဲအရက်သားပြည်သူတွေနေထိုင်တဲ့မြို့နယ်တွေကိုလက်နက်ကြီးကြီးတွေနဲ့နေစဉ်ပြစ်ခတ်နေတဲ့စစ်တွေမျိုးအခြေဆိုင်အကြမ်းဖက်စစ်တပ်တပ်ရင်တွေကိုအာရခတ်တတို A ကလက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ်နေတဲ့အတွက်တပ်ရင်တွေထဲမှာကြားရောက်ပောက်ကွဲမှုတွေစီနေကြောင်းစစ်တွေမျိုးဒေသခံတအုပ်ကပြောဆိုထားပါဗျ။ဒါမနေ့ကဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းကလည်းစစ်တွေကအကြမ်းဖက်စစ်တပ်တပ်ရင်တွေအတွင် ဇက်နဲ့ကြီးကြီးတလုံးကြားရောက်ပောက်ွယ်ခဲ့တဲ့အတန်ကိုကျေလောင်စွာကြားလိုက်ရတယ်လို့သူကဆက်ပြောထားပါတယ်။ဒီအကြမ်းဖက်စစ်တပ်ကဒီဇင်ဘာလ၁ရက်နေ့နဲ့၂ရက်နေ့မနက်ပိုင်းဒီမှာအာရခတတ်တို့အေးထိမ့်ချုပ်ထားတဲ့ရသစ်တောင်ပုံနာကျွန်းနဲ့ပောက်တော်စတဲ့မြို့နယ်တွေကိုလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက်အာရခတတ်တို့အေးကလည်းယခုလိုတုတ်ပြန်ပြက်ခတ်ခဲ့တာလို့စစ်ရေးသတင်းမြစ်တူကပြောဆိုထားပါတယ်။ဒါတဆက်ထဲမှာပဲရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်က စစ်ကူပို့ဖို့အတွက်တိုင်ရင်အချို့မှစစ်ကောမစင်တပ်ဖွဲ့ဝင်တွေကိုရန်ကုန်ကနေရေချောင်းပြည့်ပို့ဆောင်လိုက်ပါတယ်ဆိုတဲ့သတင်းလေးကလည်းဒီအကြံပတ်စစ်တပ်ရဲ့တက်မဆက်တဲ့နီးပြူဟာမူနာဘာဟ111ဒုတိယဗိုလ်မှူးကြီးမျိုးမေသက်ဦးစီးတဲ့ခမရ211ခမရ213ခမရ219တို့မှခမန်အင်အား900ခန့်ကိုကြောက်ဖြူမျိုးနယ်သို့ပို့ဆောင်နေကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ရထမတီးရပါတယ်ဒီကြောက်ဖြူမှာကရေတပ်အင်အားစုများတဲ့မြေပြင်စစ်ကြောင်းထိုးမှုမှာနေမီတွေပြန်ရလေခဏပါပဲ အာရခတ်တတို့အေကအမဲ့ချွေတာကိုစစ်တပ်ဘက်ကခံနေရတာစစ်တွေကတက်တွေခွဲပြီးကြောက်ဖြူကိုပို့ထားတာပဲဒါပေမဲ့စစ်ကြောင်လက်ကိုပြုတ်တာပါပဲဆိုပြီးစစ်ရေးတရမီက AOD ထန်းကိုပြောပြထားပါတယ်ဒီကြောက်ဖြူတက်ပွဲမှာပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကတည်းကတိုင်းချောင်းမင်းပြင်စတဲ့ကြီးရွာတွေမှာနှစ်ဖက်အပြန်လန်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်ကညာဝတီရေတပ်ဌာနချုပ်အနီးလမ်းခွဲတွေဘက်မှာလည်းပြီးခဲ့တဲ့နိုဝင်ဘာလ24ရက်နေ့က AA နဲ့အကြမ်းဖက်စစ်တပ်တို့ကြားထိတွေ့တက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ် ဒီအကြံပတ်စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်တဲ့တိုင်းချောင်းရွာကိုပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့မှာ A ကပြန်လည်စီးနင်းတက်ခိုက်မှုတွေလှုပ်ထားနိုင်ခဲ့ကြောင်းဒေသတွင်သတင်းမြစ်များထံကသိရပါဗျ။ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းမြင်းမှုမြို့နယ်မြောင်းလန်းကွဲမှာအထိုင်ချတက်ဆွဲထားတဲ့အကြံပတ်စစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲတက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါဒီဇင်ဘာလ1ရက်နေ့ညနေ9:00ခန့်မှာမြင်းမှုမြို့နယ်မြောင်းလန်းကွဲမှာအထိုင်ချတက်ဆွဲထားတဲ့အကြံပတ်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက ဖိဝင်ဒရုန်းများပြဘုံကျဲတက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီဘုံကျဲတက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှထိခိုက်တိုက်ဆုံမှုအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲ။ဒါကျဲချလိုက်တဲ့ဘုံတွေကတော့စခန်းအတွင်းကြားရောက်ပောက်ွယ်ခဲ့ကအကြံပတ်စစ်တပ်ဘက်မှထိခိုက်မှုစီနံကြောင်းဒီအကြံပတ်စစ်တပ်ဘက်ကလည်းဇနက်ငယ်များနဲ့ရန်တမ်းပြစ်ခတ်ခဲ့ပြီမြဲဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထီးကဲမရှိပဲပြန်လဲဆုတ်ခွာနေခဲ့ကြောင်းသိရပါဗျ။ကဲတော့နောက်ထပ်ဒီကြံဖွတ်ဆိုင်းဘုတ်တွေကိုဖျက်ဆီးခံရလို့ဆိုပြီးရက်ွက်ထဲကလူငယ်တွေကိုကင်းဆောက်ခိုင်းနေပြီးတော့ ီကင်းမဆောက်ဘေးရင်စစ်မှုထမ်းခိုင်းမယ်ဆိုလို့လူငယ်တွေကညလုံးပေါက်ကင်းဆောက်ဘေးနေရပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါကြံဖို့ပါတီရဲ့ဆိုင်းဘုတ်တွေဖျက်ဆီးခံရတဲ့အတွက်ကြောင့်အကြံဖတ်စစ်တပ်ခန့်ရက်ွက်အုပ်ချုပ်ရေးမှုတွေကလူငယ်တွေကိုကင်းဆောက်ထားခိုင်းတယ်လို့သိရပါတယ်ဒီအကြံဖတ်စစ်တပ်ကကျင်းပမဲ့အတူယောင်ရေကောက်ပွဲမှာဝင်ရောက်ဆင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေထဲမှာစစ်တပ်ကြောထောင်းနောက်ကကြံဖို့ပါတီရဲ့ဆိုင်းဘုတ်တွေကအများဆုံးဖျက်ဆီးခံရတာကိုတွေ့ရပါတယ်ဒါကြောင့်အကြံဖတ်စစ်တပ်ကခန့်လာတဲ့အုပ်ချုပ်ရေးမှုတွေက လူငယ်တွေကိုညဘက်ကင်းဆောက်ခိုင်းနှတာဖြစ်တယ်လို့ရန်ကုန်မြို့ကန်တွေကပြောဆိုထားပါတယ်။ဒါဆမ်းဘိုးတွေအခိုးခံရလို့ဖြက်စီခံရလို့ဆိုပြီးကင်းနေဆောက်ခိုင်းနေတယ်။ဒါကိုထမင်းကိုစားပြီးတော့ကင်းဆောက်နေရပါတယ်။ပတ်စံလည်းမရဘူး။ဒါကင်းမဆောက်ဘေးဘူးဆိုရင်စစ်မှုထမ်းနဲ့ထဲ့မယ်ဆိုပြီးပြောပါတယ်လို့ရန်ကုန်မြို့တောင်တကုန်းမြို့နယ်မှာနေထိုင်သူတဦးကပြောဆိုထားပါတယ်။ဒီစစ်မှုထမ်းမှာကြောက်လို့လူငယ်တချို့ကကြံဖို့ပါတီဆမ်းဘိုးတွေကိုညလုံးပေါက်ကင်းဆောက်ပေးနေရတယ်လို့ဒေသခံပြည်သူအချို့ကပြောဆိုထားပါတယ်။ဒီရန်ကုန်မြို့ထဲမှာအကြမ်းဖက်စစ်သားများ ူစောတီများစီနေတဲ့ကြားတွေကစစ်တပ်ပါတီဖြစ်တဲ့ကျန်းဖို့ပါတီဆိုင်ဖို့တွေဖြစ်စီခံနေရတာဆိုရင်မကြာခဏဖြစ်နေကြောင်းလဲသိရပါတယ်။ဒီတာဂီတာမြို့နယ်မှာထောင်ထားတဲ့စစ်တပ်ရွေးကောက်ပွဲဝင်မဲ့ဆိုင်ဖို့တွေထဲမှာကျန်းဖို့ပါတီတခုထဲသာဖြစ်စီခံနေရတာတွေ့ခဲ့ရတယ်လို့ဒေသခံတအူးကလည်းပြောဆိုထားပါတယ်။ကဲတော့မင်းတို့ဒီကျန်းဖို့တခိုးတွေကိုငါတို့ပြည်သူတွေကဘလောက်ထိယွန်းစာဆက်ဆုပ်မုန်တီးနေကြလဲဆိုတာနော်အခုလို့မင်းတို့ကျန်းဖို့ဆိုင်ဖို့တွေကြီးပဲအဓိကဖြစ်စီခံနေရတာကိုပဲကြည်လိုက်ပေါ့နော်အဲ့ဒါတွေကတတ်တည်ပဲ။ ကဲတော့နောက်ထပ်ဒီစကိုင်းတိုင်းဆွေပုံမျိုးအထွတ်ကံတော်ဂိတ်မှာအကျမ်းဖတ်စစ်သားတွေကပြည်သူများထံမှနေစဉ်တမျှတိုက်ပြီးငွေကျပ်300ချီတောင်းယူနေကြောင်းဒေသခံပြည်သူတွေကပြောဆိုထားပါတယ်။ဒါအဆိုပါကံတော်ဂိတ်ကိုအကျမ်းဖတ်စစ်တပ်ကထိန်းချုပ်ထားပြီးဆွေပုံမျိုးမှာစီးတဲ့ချင်းမြန်တဲ့ရင်ဖြစ်တဲ့ခမရစက်တင်မှာဒုအရာကံဘုတ်တန်းထိကဥစည်းပြီးဂိတ်ဖွင့်ထားခြင်းဖြစ်ကြောင်းအဲ့ဒီဒုအရာကံဘုတ်တန်းထိကပြည်သူများတည်ဆောင်လာတဲ့ကွန်ပစ်စီးတဲ့အပေါ်ကိုအစမတန်ငွေကျပ်တောင်းခံနေခြင်းဖြစ်ကြောင်းသိရပါတယ်။ အဲ့ဒီဒုအရာကံဘုတန်တိကဂိတ်ဖွင့်တဲ့နှစ်နှစ်အတွင်းပြည်သူများထံမှငွေကျပ်3000ကျီကောက်ခံခဲ့မှုအတွက်တိုင်ကြားစာပေးဖို့ခဲ့ပေမဲ့လည်းအရေးယူမှုတစုံတရာမရှိခဲ့တဲ့အပြင်ကမှရခိုင်ထက်ပို့ပြီးဓမြတိုက်ငွေကြေးတောင်းခံမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ။ဒါအလားတူနိုဝင်ဘာလ26ရက်နေ့မနက်အစောပိုင်း2:20နာရီမိနစ်ခန့်မှာလည်းစံပြီးတဲ့မြောက်ပိုင်းတီဘောမြို့နယ်မှာအကြမ်းဖက်စစ်သား2ဦးကပြည်သူနေအိမ်ဈေးဆိုင်နှစ်ဆိုင်အတွင်းဝင်ရောက်ဓမြတိုက်ခဲ့တဲ့အတွက်ကြောင့်စစ်တပ်အရာစီတံတိုင်ကြားခဲ့ပေမဲ့ဆူလာပြားနဲ့ဘက်ထရီတစ်လုံးသာပြန်ပေးခဲ့ပြီး ကျန်တဲ့ငွေနဲ့ပစ္စည်းတွေကိုပြန်လည်ပေးရခြင်းမရှိကြောင်း SSPB Info ကသတင်းထုတ်ပြန်ထားပါရယ်။ဒါတဆက်ထဲမှာပဲအာဏာသိမ်းစစ်အုပ်စုကြီးစိုးလွှမ်းမိုးထားတဲ့စကိုင်းတိုင်းရဲ့မြို့တော်မုံရမြို့မှာဒါပြီးခဲ့တဲ့ဒီဇင်ဘာလ၁ရက်နေ့ကအသက်၁၀ကျော်အဖွားနဲ့မြေဖြစ်သူတို့ပြန်ပြီးဆွဲဖမ်းဆီးခံခဲ့ရပြီးငွေကျပ်သိန်း၂500နဲ့ပြန်လာရွေးခိုင်းဖို့ချင်းချောက်စာပို့နေပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါဒီဇင်ဘာလ၁ရက်နေ့နေ့လယ်ပိုင်းအချိန်မှာမုံရမြို့ချမ်းမြဝတီရပ်ကွက်မှာနေထိုင်တဲ့ အသက်၁၀ကျော်အဖွားတဦးနဲ့မြေဖြစ်သူအသက်၂၀အရွယ်မျိုးသမီးတဦးတို့ကိုလက်နက်ကင် လူတစုကတနက်နေ့ထောက်ကပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါဗါတယ်။အဲ့ဒီပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတဲ့ရက်ွက်အနီးမှာမင်းအောင်လိုင်တစ္ဆာကအကြမ်းဖက်စစ်အုပ်စုအထိုင်ချတက်ဆွဲဂိတ်ဖွင့်ထားတဲ့မုံရပညာရေးကောလိပ်စီပြီးအင်စီကားနဲ့လာတဲ့လက်နက်ကင်တစုကအဲ့ဒီစစ်အုပ်စုဂိတ်အနီးကနေအိမ်ကိုဝင်ရောက်စီးနင်းပြီးတဲ့နောက်မြေအဖွားနှစ်ဦးကိုပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မြို့ကန်တဦးကပြောဆိုထားပါဗါတယ်။ ဲ့ဒီပြန်ပြီးဆွဲခံရသူတွေကလုပ်ငန်းစဉ်မိသားစုတွေမဟုတ်ပဲတာမန်တောင်သူဆက်ပြီးလုပ်ငန်းလုပ်ကင်နေကြသူတွေဖြစ်တယ်လို့သိရပါဗျ။ဒါဖန်စီသွားပြီးတဲ့ညပိုင်းမှာတော့မိသားစုဝင်တဦးစီကိုဖုန်းကနေ message ပို့ပြီး3500နဲ့ရွေးဖို့အကြောင်းကြားလာတယ်လို့သတင်းမြစ်ကပြောဆိုထားပါဗျ။ကဲတော့ဒီတ냐တိုင်မှုဖြစ်သွားတဲ့ဖြစ်စဉ်ကတော့ဒီမုံရမျိုးဆိုတာကလည်းဒါတို့ဒီအချမ်းပတ်စစ်တကကြီးစိုးထားတဲ့နေရာတွေပဲဒါအဲ့ဒါတွေတောင်မကသေးဘူးဒါတို့ဒီအချမ်းပတ်စစ်တကအထိုင်ချတက်ဆွဲထားတဲ့ဒီစစ်တက်ဂိတ်နဲ့နင်းနီးလေးပဲဆိုတော့ ဒါဒီဓမြတက်မှုတွေမှာတို့ဒီအကြံပတ်စစ်သားတွေနဲ့ပြူစောထီးတွေမှာမလောက်ရင်ဘသူကလောက်မှာလဲနော်အဲ့တော့စဉ်းစားပေါ့အဲ့ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့လဲဒီနောက်မှာဒီစဘာပွဲစားကြောင်မျိုးမင်းကဒါတို့ဒီမုံရမျိုးဆိုတာဒီအကြံပတ်စစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့နေမီဖြစ်နေပြီးတော့ဒီဓမြတက်မှုတွေကဘာဖြစ်လို့ဒီလောက်တော့များနေရလဲဆိုပြီးဒါတို့ဒီမုံရတက်မှုနဲ့အကောင်ကြီးကြီးဆိုတဲ့ကောင်တွေကိုဘလို့တွေဒဲတွေစောင်းမြောင်းပြီးဆော်တောင်းမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာမုံရမှာခုဒီပြန်ပေးဆွဲတဲ့ဇလန်းတွေကဒီနေ့အထိခဏခဏကြားနေရပါတယ်ဒီဒီ ဒီဒီနေ့လည်းသတင်းတစ်ခုကြားပါတယ်ဖြစ်တာဒီနေ့မဟုတ်ဘူးဒါပေမဲ့ကြားတာဒီနေ့ကြားပါတယ်နောက်ပါလဲဆိုတော့ဒီဂျေသမားတရရနေတယ်ဗျမနေရဘူးနော်မွန်ရမျိုးချမ်းချမ်းမြောက်တွေရက်ွက်မှာနေထိုင်နေအသက်80ကျော်ဖွားကြီးနဲ့မြေးဖြစ်သူအသက်20လောက်ပဲရှိရလူမြောက်ကိုလက်နက်ကင်လူစုကမွန်ရမျိုးပေါ်မှာလာပြီးတော့နော်ရက်ွက်ထဲမှာလာပြီးတော့ပြန်ပြီးဆိုတော့အဲ့ပြန်ပြီးဆိုတော့အပိုးကြီးဖွားကြီးဖန်ဖွားကြီးပေါ့ဗျအသက်80လောက်ဖွားကြီးနဲ့သူ20 20ဆိုပါသွားပြီအဲ့ကျွန်တော်မွန်ရမိတ်ဆွေတွေအချို့ကြီးကျွန်တော်ခဏခဏပြောဘူးလေ ကျွန်တော်တို့မုံရောင်မနေရဘူးတဲ့ချိုတွေဘာလို့ဆိုတော့မုံရောင်မှာပြန်ပေးဆိုးတဲ့မှုတွေအများကြီးဖြစ်နေတယ်တတိတွေဘယ်အိမ်မှာတတိတွေရပတ်စံရှိတယ်ဘယ်အိမ်မှာပတ်စံရှိတယ်ဘူးကပတ်စံရှိတယ်ဘူးကမရှိဘူးကောင်းကောင်းသိကြတယ်သိတဲ့ခါကျအဲ့ဒီဓာတ်တွေဘယ်လိုရလဲတော့ကျွန်တော်မသိဘူးလေဒါပေမဲ့တိတ်မကြဘူးဘာကနေဆိုလာဖမ်းသွားပြီခေါ်သွားပြီပြန်ပေးဆိုးတယ်ပြန်ပေးဆိုးတယ်ရောချင်းငွေတောင်းတယ်အဲသူကြီးပတ်စံပေးလိုက်ပြီဆိုရင်ပြန်လွှတ်ပေးတယ်ဒါပေမဲ့ဘာသူမှပြန်မပြောဘူးဘာဆိုပြန်မပြောဘူးပြန်ကုန်လို့မပြောရဘူးအဲ့လိုမျိုးပြောလို့ကပြောလို့ရှိရင်နောက်တစ်ခါလာတတ်မှာဆိုတော့အဲ့လိုကြီးဖြစ်တယ်ဆိုတော့ကျွန်တော်စဉ်းစားတယ်မုံရွာဆိုတာတိုင်းဆိုးအဖွဲ့ ုပ်ချုပ်တဲ့နေရာမဟုတ်ဘူးလားတိုင်းစုအဖွဲ့အခြေစိုက်တဲ့နေရာမဟုတ်ဘူးလားပြီးတော့တိုင်းစနာကြီးကြီးလည်းအခြေစိုက်တယ်ဗျာပြီးရရပိုင်လည်းတိုင်းဟုတယောက်နားသွားတဲ့အထိဖြစ်သွားတယ်ဗျာကဲကျွန်တော်စဉ်းစားမရဆုံးကအဲ့ဒါပဲတိုင်းစနာကြီးကြီးလည်းရှိတယ်ဗျာပြည်နယ်စုအဖွဲ့လည်းရှိတယ်ဗျာတိုင်းရင်းမင်းကြီးတွေလည်းအဲ့မှာပဲထိုင်တယ်ဗျာကဲအဲ့မုံရွာဘူးမြို့ပေါ်မှာဒီလိုမျိုးပြန်ပေးဆွဲတဲ့မှုတွေခဏခဏဖြစ်နေတယ်ဆိုတော့ဘာကြောင့်လဲကျွန်တော်ပြန်ပြီးတော့ review လုပ်ဖို့သိပြီထင်တာပဲပြီးတော့ကိုယ်တိုင်လောက်ရတယ်ဆက်ဆံရေးတာတာဝန်ရှိသူတွေကိုယ့်အကူပြန်စမ်းစစ်စမ်းစစ်ကြည့်သိပြီထင်တာပဲဗျာ ဲ့တော့ဟောရဟုတ်သေးရလားလို့စသဖြင့်ကြည့်သိမိတာပဲဒီဖြစ်စဉ်မျိုးတွေကခဏခဏကြားနေရတယ်မုံရွာမုံရွာပခုတ်ကူနှစ်ခုအတိတ်ကအကြာဆိုတယ်ဆိုတော့ပြန်ပြေးဆွဲတဲ့မှုတွေကအဲ့ဘက်ဒီမှာအကြီးကျယ်ဖြစ်နေဆိုတော့ဒါတွေကတာမင်ရှုတော့ဖြစ်နေတော့ဘူးပြန်ပြေးဆွဲတဲ့တွေတစ်ခါရပြီဆိုသိတထောင်နှစ်ထောင်အဲ့လိုယူတာဟိုဘလိုတွေလဲတော့ကျွန်တော်မသိဘူးစိတ်ဝင်စားဖို့လည်းကောင်းတယ်ပြီးတော့ဓမြတိုက်တာတွေဖြစ်စဉ်တွေအများကြီးဖြစ်တယ်ခဏခဏဆိုတော့တမင်များဟိုထပ်လုံချုံရေးတွေကနေရာစုံမလိုက်နိုင်လို့ခဏခဏလွတ်နေရလားဒါမှမဟုတ် ဟိုရွေးချက်တခုရှိနေသလားဘာလဲကျွန်တော်မသိနိုင်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အကြီးကျယ်ဖြစ်တယ်လို့ကြားပါတယ်ဒါမုံရောင်ဖြစ်တယ်ဖြစ်နေတယ်အဲ့တော့ရွေးချက်စစ်စစ်ပဲပေါ့ဒါမင်းတို့ဒီအကြံပတ်စစ်သားတွေကိုယ်တိုင်အောင်ပဲဒါမင်းတို့လက်သက်မွေးထားတဲ့ပြူစိုးထီးတွေနဲ့ပေါင်းပြီးအခုလိုဓမြတွေတိုက်နေတာဆိုတော့ဒါမင်းတို့စစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေကဘယ်လောက်ထိအေဂျင်မှုမရှိလဲဆိုရင်အဲ့ဒါတွေကတတ်သေးပဲနော်အဲ့တော့အဲ့ဒီတည်င်းတွေကဖုံးမရဖိမရဖြစ်လာပြီဆိုတော့ဒါဒီကောင်ကိုယ်တိုင်လည်းသူတို့စစ်တပ်ကလုံမှန်းလည်းသိတယ်နော်အဲ့ဒါကြောင့်မို့လဲဒီလမ်းပေါ်တက်ပြီးတော့အခုလိုတွေပြောနေတာပေါ့ ကဲတော့နောက်ထပ်ဒါကြောင့်ကိုမမောင်လည်း credit ပေးပါရယ်ဒီမင်း online အာနာသိမ့်ပြီးတဲ့နောက်ပိုင်းပြည်သူတွေဘလောက်ထိအငတ်ပေးဆိုင်နေရလဲဆိုတဲ့အကြောင်းဒါကိုမမောင်ဘလို့ရအမှန်တရားပြောထားအောင်မလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဟောနော်မြန်မာနိုင်ငံထဲမှာရှိနေပြည်သူတွေအငတ်ပေးရောက်နေပြီဟွန်းမရှိပါဘူးလို့အဲ့ဒါကိုမဟုတ်ပါဘူးလို့ပြောလို့ရှိရင်လေကျွန်တော်ကတစ်ဖက်ပိတ်ရရောက်တာဒီစကားကိုနော်ခင်ဗျားတို့အနိုင်ငံတော်အကြီးအကဲသွားပြောရင်ဟောရည်တာဘောဗျာ တို့မှလောက်စားဖို့တောက်ဖို့ပြည်စုံတို့ပတ်ဝန်းကျင်မှာပြည်စုံတို့မျိုးတွေမှာပြည်စုံနေတာ哦အဲ့ဒါပြောတော့ဗောဘယ်ငပေးဆိုင်ပါ့မလဲအဲ့မျိုးသွားပြောလို့ရှိရင်အဖမ်းတော်ခံအောင်อืมအဲ့တော့တကယ်တကယ်ကြုံနေတဲ့ပြည်သူတွေရဲ့ဘက်မှာသွားထိုင်ကြည့်နေကြည့်လိုက်တကယ်ငတ်နေတဲ့သူတွေအများကြီးပဲအဲ့ခင်မှာမဟုတ်ဘောကျွန်တော်တို့ကိုရင်နေအောင်ဘရိုကွန်တနေ့လောက်တနေ့စားလေးဘွားဟာနော်တနေ့လောက်တနေ့စားလေးဘွားဟာယောက်ျားကအပြင်မှာလောက်သွားပျံသွားလောက်လို့တရက်ကိုအဲ့တုန်းက100လား80လားအဲ့လောက်ရအဲ့ဒါလေးပြန်လာမှစံလေးစီလေးဝယ်ပြီးစားရတဲ့ဘွားတွေရှိတယ် အဲ့ထဲအိုက်ဘွားတယ်အခုချိန်တိုးတက်လာတာမရှိသေးဘူးအခုချိန်မှာကျွန်တော်မြန်မာနိုင်ငံကုံစည်းနှုံးနဲ့အခုလက်ရှိယောက်ျားအလုပ်လုပ်မိန်းမအလုပ်လုပ်လို့ရတာကတရက်ကိုဘယ်လောက်ရမလဲအဲ့ဒါကိုချိန်ကြည့်လိုက်ရှင်ငတ်လားမငတ်လားဆိုတာကိုနိုင်ငံတော်အကြီးအကဲတွေသိလိုက်မယ်နော်သိတဲ့အဲ့တော့ကျွန်တော်ကတယောက်ပြောသားတယ်လို့ပေါ့နော်ဘယ်လိုခေါ်မလဲဘယ်လိုခေါ်မလဲကျွန်တော်မြန်မာပြည်ထဲမှာငတ်နေပြီဆိုတာကိုမယုံဘူးဆိုလို့ရှိရင်လည်း မိမိကတစ်ဖက်ပိတ်အစိုးရဖြစ်နေလို့မရသေးဘူးဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အစိုးရရဲ့လေပြင်းအောင်ဆောင်နေတာအဲ့တော့ကုပြည်သူကိုနော်ကုပြည်သူအုပ်ချုပ်ရေးရန်ရာလေးမှာပြည်သူကိုဗဟုပြုပြီးတော့ပြည်သူရဲ့စားဝေးနေရေးပေါ်ဗဟုပြုတဲ့တွေးလေးနဲ့နိုင်ငံရေးကိုလှုပ်ဆဲချင်ပါခင်ဗျာနော်ကဲတော့ဒါကုမမောင်ပြောသားတယ်လို့ပဲနော်ဒီမင်းအောင်လည်းအာနာသိမ့်ပြီးတဲ့နောက်ပိုင်းဒါကျွန်တော်ပြည်သူတွေဘလောက်ထိအငတ်ပြီးဆန့်နေရလဲဆိုရင်ဒီတနေ့လုံးတနေ့စာပြည်သူတွေကိုမပြောနဲ့ဘူးဒီလူလက်တန်းစားပြည်သူတွေတောင်မှဘလောက်ထိဒုက္ခရောက်နေလဲဆိုရင်ပြည်သူတွေရဲ့အတန်ကိုနားထောင်ကြည့်ရင်သိတာပေါ့ ဲတော့ကိုအာနာတီမဲဖို့ကိုအကျိုးစီးပွားတစ်ခုတည်းကိုပဲကြည့်တဲ့အစိုးရကြီးကိုအခုထိထောက်ခံရတဲ့သူတွေအနေနဲ့လဲနော်ဒါကိုအင်ရဆန်အိုးလေးဗာလေးပြန်ကြည့်အောင်နော်ဒါနောက်ဆိုရင်ဒီထက်တောင်ပိုဆိုးမှဆိုတော့ဒီအာနာစင်တွေမကြဆုံးသေးရကတော့ဒီလိုမျိုးတန်တွေကျွန်တော်တို့ခံနေရအောင်ပါပဲအဲ့တော့ဒီအချိန်ဒီကာလဂျားနေဆိုတာမရှိတော့ဘူးနော်ဒီအကြမ်းဖက်စစ်တပ်ဘက်ကိုထောက်ခံထောက်ခံမထောက်ခံရင်တော့တော်လန်ရမယ်ဆိုတော့ဒါဘာတွေဆက်လုပ်တင့်လဲဆိုတာကတော့ကိုယ့်ဘာသာကိုဆုံးဖြတ်ကြတော့နော် ဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါ BNN သတင်းဌာနကိုလည်းဒါကြောင့် credit ပေးပါရယ်ဒါအခုနောက်ပိုင်းဆိုရင်ဒီစကိုင်းမကွေးမှာတပ်ပေါင်းစုတွေဖွဲ့လာတဲ့ဆိုတဲ့သတင်းတွေကလည်းဒါကြောင့်ခက်ဆက်စိတ်လေးကြားလာရတဲ့အပြင်ကမှနော်ဒီအကြံပတ်စစ်တပ်ရဲ့စစ်ကြောင်းတွေကလည်းတစ်ခုပြီးတစ်ခုအဖြုတ်ခံနေရတယ်ဆိုတော့ဒီစကိုင်းမကွေးရစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး CDN ကိုလင်းထောင်ရဲ့စစ်ရေးသုံးသက်ချက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဒီဖက်တခြားဖက်ပါပြန်နော်မန္တလေးစကိုင်းပေါ့နော်စကိုင်းမကွေးပေါ့အခုတလုံးမှာစကိုင်းမကွေးမှာရှိတဲ့ အဲမြို့တွေမှာမြို့တွေမှာနယ်တွေမှာတိုက်ပွဲတွေကလေကျွန်တော်စစ်ကြောင်းလိုက်ပြုတ်တာတော့ပါတော့အခုတော်တော်များတယ်ဗျအဲ့တော့ကျတော့ဟိုဖက်မကွေးစကန်းကတုတ်တက်လာတယ်လို့ပြောအောင်အဲမကွေးစကန်းကတော့ဟိုပြောရမယ်ဆိုဟိုပါပေါ့နော်အထူးစဉ်ပြီးပြီးအောင်လို့ခေါ်ရဲကျွန်တော်တို့ ambush လုပ်တဲ့ view ဟာတွေနောက်ပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်အရင်တော့ဆိုရင်ဒါဘိုင်းဆွဲမယ်ပြီးတာနဲ့လက်နက်ခဲရမလုံလောက်မှုကြောင့်ပြန်ဆုတ်ရတဲ့အခြေအနေကနေအခုကစစ်ကြောင်းတစ်ကြောင်းလုံးကိုအဆင့်ဆင့်ခံပြီးတော့တိုက်တဲ့ ပုံစံမျိုးထိအာကျွန်တော်တို့လောက်လာလာရင်ကျွန်တော်တို့တွေ့ရဥမာကမ်လူတွေဝင်လာတဲ့စစ်ကြောင်းဆိုရင်အဲ့မှာရှိတဲ့တက်ဖွဲ့တက်ဖွဲ့တွေကနေပဲဒီရုပ်ဆောင်တိုက်တာမဟုတ်ပဲသူစဝင်လာတဲ့ဒီစစ်ကြောင်းကိုစပြီးတော့ရှိတဲ့အဖွဲ့တွေကထပ်ဆင့်ထပ်ဆင့်တိုက်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရအောင်ပေါ့နော်။ဒါပါလဲဆိုရင်အစစ်စစ်ဒီဟိုဖြူလာတဲ့အချိန်မှာနောက်ဆုံးအဓိက main ကြီးကိုအဓိကဝိုင်းတိုက်နိုင်လိုက်တယ်ဆိုတဲ့အချိန်မှာဘက်ကပြိုပြတ်တဲ့ပုံစံမျိုးကိုကျွန်တော်တို့မြင်ရတာပေါ့နော်။အဲ့တော့ဟိုစစ်နေပြပါတွေကတော့ဟိုကျွန်တော်တို့တော်လိုင်းတက်ဒီဘက်ကတော့တော်တော်လေးတော့အနားလဲနားလဲဆိုလို့တော်တော်လေးပြိဝနေပါ ဟိုကျွန်တော်တို့ထက်ကိုပို့ပြီးတော့အကျွမ်းကျင်တဲ့သူတွေအများကြီးရှိတယ်။နောက်ပြီးတော့ tolerance နီးပြီးပါဆိုတဲ့ဒီဟိုနီးပြီးပါတွေမှာလည်းတော်တော်လေးကိုကျွမ်းကျင်တယ်။နောက်ပြီးတော့တောင်ကြကြပြားကြကြတိုက်နိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်။နောက်ပြီးတော့အဲ့လိုစစ်ပွဲတွေကြောင့်လည်းအဘက်က data ကသူတွေကဘောတော့ဟိုဒီစည်ရေးပိုင်းဆိုင်ရာမှာစိတ်သက်ပိုင်းဆိုင်ရာတွေကတော်တော်လေးမြင့်တက်နေတယ်ဆိုတဲ့ပုံစံမျိုးတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။နောက်ပြီးတော့စစ်တပ်မှာကအားအနေဆုံးတစ်ခုရှိတယ်အဲ ambush ကိုသူတို့ဘယ်လိုမှမခံနိုင်တာပေါ့။ကျွန်တော်တို့စစ်သားပါတွေက ambush လုပ်ခံရပြီဆိုရင်အနည်းဆုံးစစ်ကြောင်းမှာ သုံးလေးငါးယောက်ကဝုန်းဆိုတန်းပေါက်လာတယ်နော်အဲ့ဒါဟိုကတော်တော်လေးကိုဒီစစ်တပ်ကမခံနိုင်ဘူးအဲ့တော့ကြတော့ဒီစကိုင်းလိုမကွေးလိုမှာ ambush လိုအခြေအနေမျိုးဆိုတာထက်အဆင်အဆင်ခံပြီးတော့တိုက်တဲ့အခါမှာစစ်တပ်အနေနဲ့မခံနိုင်မဲနဲ့ဟိုစစ်ကြောင်းတွေတချောင်းပြီးတချောင်းပြုတ်သွားတဲ့ပုံစံမျိုးလို့တော့ကျွန်တော်မြင်တယ်ကျွန်တော်အခုတော်တော်ဖြစ်တဲ့စစ်ပွဲတွေထဲမှာကျွန်တော်အကန့်ဘလူကဟိုတချို့နေမြေကဟိုဟိုတက်တည်းရဲ့စကားဆန်တွေလည်းကျွန်တော်ကြားရတာရှိတယ်ဘောနော်အဲ့လိုမျိုးပုံစံမျိုးသာကျွန်တော်တို့မကွေးစကိုင်းဒီမှာ အဲကျွန်တော်တို့လုံနိုင်ပြီဆိုရင်စက်တက်အနေနဲ့ဒီမကွေးစကားရောနည်းမီဆုံးမှုဆိုတာတဲ့သူတို့ရဲ့လှုပ်ရှားစစ်ကြောင်းတွေကိုဒုနဲ့တန်နဲ့လှုပ်လှုပ်ဖို့တော့မှာအတော်တော်လေးခက်ခဲလာမဲ့အခြေအနေလို့တော့အဲကျွန်တော်ကတော့မြင်ပါတယ်ဗျဟုတ်ဟုတ်အေးတမတ်တော့တော့လေခုနစကားခါနဲ့စတဲ့တမတ်တွေတက်ကြီးခရီးရောဖွစီဖို့ရောအများကြီးကောင်းလာတမတ်တော့စစ်ကြောင်းပဲနဲ့ပဲနဲ့ကြောင်းလဲမသိဘူးစစ်ကြောင်းလည်းပြုတ်တော့တယ်စကိုင်းမကွေးအဲ့ဒါအဲ့ဒါကြတော့ဘယ်လိုဘယ်လိုပြောလို့ရမလဲကျွန်တော်ဒီဘယ်လိုပြောမလဲဗျကျွန်တော်နေရာယူစင်းတဲ့လှုပ်ရှားစင်းတဲ့ကွာလေပြောမလားခုနကလို့ဗျမျိုးတွေခံတိုက်တာကြတော့ တတသားတာပေါ့ဒါပေမဲ့ဒီလိုမျိုးကြတော့ယောက်ျားသားတယ်ပြောမယ်ကျွန်တော်ဘယ်လိုတော်လဲဟုတ်ကဲ့ဒီလိုမျိုးကြတော့စစ်တပ်ကလုံးဝမခံနိုင်ပါဘူးစစ်တပ်ကအဓိကတာတယ်ဆိုတာကခံစစ်တော်မှာအဲ့လိုမတာဘူးစစ်တပ်အဓိကတာတာကသူကတိုက်စစ်ပိုင်းမှာပဲပို့ပြီးတော့တာတာပေါ့အဲ့လိုဆိုတော့တိုက်စစ်မှာကြတော့သူကလက်နက်ခဲရန်နေပုံပြီးတော့တုံးနိုင်တယ်အဲကျွန်တော်တို့ဟိုဟာဟိုဟိုဘယ်လိုပြောမလဲငငယ်ဟိုဟာပေါ့နော်စစ်တပ်တွေကိုစောင့်ဝင်ပြီးတော့အဖြူဟာနီးဖြူဟာဘိုင်းတွေကိုတင်တဲ့အခါမှာကျွန်တော်တို့အဓိကလောက်ရလေးချင်ကဒီဟိုဟာပေါ့နော်တိုက်စစ်ကြံတာပဲ ်တခြားခံစစ်တို့ဘာလို့ဆိုရင် EO EO နဲ့နေရာယူတာနဲ့ဟိုကလုတ်တန်ဒီကလုတ်တန်ပြီးသွားတာပေါ့အဲ့တော့တိုက်စစ်ဆိုရင်ဘလို့တိုက်မယ်ဆိုတော့သုံးသက်ချက်တွေကကျွန်တော်တို့ငယ်ငယ်တော့ဆိုဒီမြေပုံဆွေးနွေးတာတို့ဘာလို့ဆိုရင်အအများကြီးပဲဝိုင်းပြီးတော့ဆွေးနွေးကြပါတော့ခံစစ်ပိုင်းဆိုရင်တိတ်ပြီးတော့မဆွေးနွေးနိုင်တော့အဲ့လိုမျိုးပုံလဲသင်ကြားတဲ့သူတွေပုံပါလဲမူတည်တာပေါ့နော်ဒါမှမဟုတ်ကြုံလို့ဒီဟိုကပေါ့နော်ဒီစစ်တပ်ရဲ့အားနည်းချက်လေးတခုတော့ပြတာပေါ့အဲ့တော့ဟိုသူကဒီနေရာဟိုကလှုပ်ရှားစစ်တို့ဘာလို့မှာစစ်တပ်ကတော်တော်လေးအားနည်းတယ် ကျွန်တော်တို့ချပြလိုက်တဲ့ဟိုဟာဘောနော်ဖြစ်စဉ်တွေသင်ကန်းစာတွေဆိုလည်းဒီလှုပ်ရှားစစ်တို့ခံစစ်တို့မှာဖြစ်တဲ့ပြဿနာတွေကပိုပြီးများတယ်တိုက်စစ်ကစစ်တပ်ကလုံနိုင်တယ်ဘာလို့လဲဆိုတော့သူ့မှာလေတက်ရှိတယ်ရေနဲ့တရားပါဆိုရေတက်ရှိတယ်အမြောက်တွေဆိုလည်းအမြောက်တက်တွေဆိုလည်းတနိုင်ငံလုံးမှာနေရာအနှံ့တို့ချလာတယ်ဒါပေမဲ့တကယ်တမ်းသူတို့ကိုဝိုင်းပြီးတော့စုပြုံပြီးတော့တိုက်ပြီးဆိုရင်သူတို့မခံနိုင်တော့ဘူးဘောနော်အဲ့လိုအဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့ဟိုကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အခြေအနေကတက်မှတ်သုံးသုံးလို့ပါလို့ဆိုလည်းဘောနော်ဟိုကျွန်တော်တို့ဟိုဟာတော့ဆိုလောက်ကိုင်းတို့ကိုကိုတို့ရှစ်ရှစ်တို့ အဲဘောနော်66လို့ဒါလောက်ကိုင်းလို့ရခိုင်လို့ကချင်တို့မှာတိုက်လာတယ်ဆိုတဲ့အချိန်မှာအဲသူတို့ဒီလိုစစ်ကြောင်းပုံစံနဲ့သွားနေပြီလို့ဖျက်တိုက်ခံပြီလို့ကုန်ပြီဘောနော်ဘယ်နှယောက်ကြွားပြီအဲကျွန်တော်တို့ဒါဟိုပြင်းလွင်မှာဒီတင်တန်းတစ်ခုတက်တော့အဲအဲ့လိုဟိုလောက်ကိုင်းဘက်တိုက်နေတယ်ဆိုတဲ့အချိန်မှာဝုန်းလို့ဘယ်နှယောက်ကြွားပြီရဟန်းနေနဲ့ရဟန်းဆိုတော့တနေ့လုံးပြင်းရတယ်ဘောနော်ဒီပြင်းလွင်စစ်သေးရုံလောက်ပို့နေတာ တော်တော်မနိုင်တဲ့သူတွေဆိုဒီဘက်ပြုံးနေစေတယ်အဲ့လိုမျိုးပုံစံတွေကိုကျွန်တော်တို့မြင်ဘူးတယ်အဖက်မှာဆိုရင်အဲဒီတိုက်စစ်တိုက်တဲ့အချိန်မှာကျတော့မတူတော့ဘူးကောနော်အဲ့တော့ပြောချင်တာတမတ်သုံးသုံးလို့တမတ်ကြီးတွေပါတွေကတော့စီးရီးနှီးပြူဟာကျွမ်းကျင်နေဆိုပေမဲ့အဲဒီမြန်မာနိုင်ငံရဲ့အဲနေမီဒေတာအခြေအနေပေါ်မှာဒီစစ်တပ်ကအဲပေါ်တော့ဟိုနေမီမကျွမ်းသေးဘူးဆိုတာတဲ့ဒီနေမီအချောင်းကိုပို့တိတဲ့ဒေတာကန်တွေကလာအနိုင်ရသမဲဆိုတော့ကျွန်တော်အဓိကထားပြောချင်တာကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမွန်တော်မတယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ် ဒါဆေးမှာလည်း video error ဖြစ်သွားတဲ့အတွက်ဒါအဆင်မပြေဖြစ်ခဲ့လို့ဆိုရင်ဒါကျွန်တော်တောင်းပန်ပါတယ်ဆိုတဲ့အကြောင်းဒါကြောင့်ပြောရင်းနဲ့ပဲအားလုံးပဲကျမ်းမာပေးခြင်းကြပါစေခင်ဗျာ